ေချုံရင်ပြောလဲဟုတ်ကဲ့သတ်စင်ကယ်ဒမီဖေဦးစင်မူတာอืมဒီခွေတော့တော့တတိယဇာတ်လည်းအများကြီးရှိတာပေါ့နော်ဖေစင်မူတာတုံတဲ့ဆုံးမခဲ့တဲ့ဟာကြီးနောက်တစ်ခုကျွန်တော်ဖေဦးမြတောင်ကြီးပေါ့ရတော့မှာမြတောင်ကြီးရဲ့တုံတဲ့ဆုံးမမှုတွေဒါရင်းနဲ့အလုပ်လုပ်ခဲ့တာပါဟိုတနေ့ကကျွန်တော်ကိုကြီးကိုဝင်းတော်လိုက်ထဲမှာတော့ကျွန်တော်ပြောခဲ့ပြီးရဲ့ဒီကိုကြီးတဲကတီးတဲ့တီးလုံးတွေပေါ့နော် ဒီရေးတာဆရာတရားမုံရေးတာဆရာတရားမုံရေးတဲ့တခြင်းတွေကိုကျွန်တော်ကဂီတာမူးအဖြစ်နဲ့ဒါဖန်တီးထားတာနော်ဂီတာမူးဆိုတာဆိုင်းတီလုံးတီးခွက်တွေကိုကျွန်တော်ဖန်တီးထားခြင်းဖြစ်ပါတယ်အဲနံပါတ်1အဖေဥမြတော်ကြီးရဲ့ဆရာဟိုးရွှေတော်မြတ်နော်အဲထက်ညာဒေသရဲ့ဆရာကြီးဖြစ်တဲ့ဟိုးရွှေတော်မြတ်ရဲ့ဒီဘုံဒီစနစ်ပေါ့နောက်တစ်ခုကကျွန်တော်အဖေထက်စင်ကယ်မီစင်မော်တာရဲ့ဒီဘုံဒီနီစနစ်ပေါ့ ိုင်းနဲ့ဖန်တီးထားခြင်းဖြစ်ပါတယ်အဲ့တော့ဂီတမန်နိုင်ဆိုတော့ဂီတမန်နိုင်ဆိုတော့မန်နိုင်ဆိုတော့ဒီကျွန်တော်တို့ဘောဒီမန်နိုင်ခံဝပိုင်းကဆိုတဲ့သဘောပေါ့ဟုတ်မယိုင်မလဲပေါ့နော်ခိုင်ခိုင်မတ်မတ်ကြီးဖြစ်ရပါတယ်ဟုတ်ကဲ့အဲ့သဘောနဲ့အဖေပေးခဲ့တာပါဟုတ်ကဲ့ပန္ဒရာတစ်လို့တစ်တုံးပါပန္နရာတစ်ကကြတော့ကျွန်တော်တို့ပန်ကဖန်ဆင်းပြုလုပ်တော့အတက်ပေါ့ပန်ကိုပေါ့နော် ဆရာဦးဖိုးလိုက်ရဲ့စာထဲမှာဒီမှာစာမြန်မာစကားအပွင့်ထဲမှာပန်ကဖန်ဆင်းပြုလုပ်တော့အတက်တရားကတိမုတ်ရှင်ပေါ့အဲဖန်ဆင်းပြုအစ်စ်ဖန်ဆင်းတဲ့အတက်တာကိုပြောချင်တာပါမြန်မာဆိုင်မြန်မာတို့ရဲ့မြန်မာဗလာဆိုင်တီးဘုံတီးနီးအဲဒါတွေကိုပန္ဒရာတစ်ဆိုတဲ့ပုံစံတိုင်းပေါ့နော်ဖန်ဆင်းပြုလုပ်ထားတော့အတက်ပညာနဲ့အစ်စ်ဖန်ဆင်းတဲ့တာကိုပြောချင်တာပါအဲ့တော့ဒီဟာကို မျိုးစစ်စီဒီရဖြတ်မယ်ဟုတ်ကဲ့ဗျာမျိုးစစ်စီဒီရလည်းဖြတ်မယ်နောက်ဂျပန်ဟီရိုရှိလည်းဖြတ်မယ်အဲ့လိုဖြတ်မယ်ပေါ့နော်ဟုတ်လို့ဝေါ်ဝိုက်ဖြတ်မယ်ဟုတ်ကဲ့ဗျာအဲ့ဖြတ်ဖြတ်မှုကကျတော့ဥခိုင်ဆရာကြီးပြောရင်ဘူးပြည့်စုံတယ်ကျွန်တော်ကဆရာကြီးရ data သွင်းပေးဆိုတော့အဲ့လိုပဲသွင်းထားလိုက်တာအဲ့ဖြတ်မှုဖြတ်ဖြတ်ချီမှာတော့ဆရာကြီးပြောတာဘူးပြည့်စုံတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ music director music director ဟုတ်ကဲ့ music director ကတော့ကျွန်တော်နာဒါတော့မှတ်တရပေါ့ဆရာဒီယာမူပေးတယ်လို့ကျွန်တော်ခိုင်ယူလိုက်တာဒါကျွန်တော် music ကို director တက်ရမယ်လို့ကျွန်တော်မသိပါဘူးပြောတယ်မလဆုံးပြတာပြောစပြောတယ်မလဲလဆုံးပြတာပါအဲ့ဒါဂီတာမူဆိုတော့ကျွန်တော်ကဒီလိုဒါရိုက်တာတက်ကောင်းမှကျွန်တော်မသိဖို့လေပြောတယ်မှာကတော့ပြောတယ်လည်းအဖေ့ပညာပါပဲဖေ ਉ မတားလည်းဆရာများပေးတဲ့ပညာပါနော် ပြောတာမှာဒီမင်းတို့စီမှာတွင်းတာဆိုဟုတ်ပါဗျာမမရကျွန်တော်ကိုင်းတော်စတူဒီယိုမှာတွင်းတာအဲပို့ပြီးတော့ထူးထူးခြားခြားကဘာဖြစ်လဲဆိုတော့ဒီအမျိုးသနာတော်လားဆိုတဲ့ခါမှာရတောင်ခတ်ပြီးတော့ပူရောကြတော့အဲ့ဒါအကိုကြီးကညောင်းကွာလဲဆိုကျွန်တော်ပုံမှာလုတ်ပေးခဲ့တာပါနော်ကိုကြီးကိုင်းတော်က နေအောင်ကြီးဆိုလာပြားတွေဆိုလာပြားတွေတူတက်ပေးတာသိခင်ရကျော်ကိုရီကိုဖြစ်စေချင်တာပေါ့လေအေးစစ်စစ်ရဲ့ကိုကြောင့်လာတဲ့ဖန်ဟောပေါ့နော်ဒီဧည့်သည်တွေညနာမွေးရအောင်ကိုရီကိုအများကြီးလုပ်ပေးခဲ့ပါလေကိုဝင်းတော်ကနောက်တစ်ခုကကိုဝင်းတော်ကကျွန်တော်ဒီစေမတသာဆိုတဲ့အနေဟိုစေမတဥစေမတသာဟိုနိုင်လို့တချို့ဒေတာပဲတည်ပြီးအများမသိသေးတဲ့နေရာတွေတိအောင် ဝင်းတော်ကကျွန်တော်ဒီမြန်မာသချင်းနဲ့ဗလာဆိုင်ဝါဒဆိုတဲ့ကိုအကိုထုတ်ပေးခဲ့တာအဲကျွန်တော်ကိုအကြီးဝါဝါဒဖြစ်တဲ့တိဝါဒဆိုတဲ့ကိုကျွန်တော်ကိုဝင်းတော်ကဒီ music တီးဖို့အတွက်စီဒီကိုကိုသူထုတ်ပေးခဲ့တာအဲဒါကြောင့်ကျွန်တော်ဒီကိုတော့ရုပ်ရုပ်ရိုက်ပါရိုက်နေကျွန်တော်ဦးကြည်တာနဲ့ရိုက်ဖြစ်သွားတာဟုတ်ကဲ့အဲ့တော့ဒီချိန်မှာစိတ်မိုးသားရှိရင်ဖေးရှင် အဖေရှိရင်ဖေဦးစင်မတားရှိရင်ကျွန်တော်ရှိတော့ဖေကဘာမှပြောမှာမဟုတ်ကွဲရတော့ချီချူးမယ်ရှိမှဆိုရင်တော့ဆယ်ကျွန်တော်ငေါ့မယ်ရိုက်မယ်ပေါ့နော်ဖေကဘယ်တော့ခါမှကျွန်တော်ကိုရှိတယ်မှာဆိုသူအားရတင်းတိမ်တဲ့ပုံစံမပြောင်းဘူးနော်အပြင်မှာတော့ချီချူးတယ်လို့တော့ဥတင်ဟုကပြောဦးတာပဲအမေကတော့အမငယ်ပါလေမင်းအပြင်မှာဆိုမင်းဆရာမင်းချီချူးဟုတ်လားကျွန်တော်ဘယ်တော့ခါမှအမေရအောင်ကျွန်တော်တင်းတိမ်သွားမှအရန်ဆိုရင် လင်းနေတော့မှဆိုရင်လည်းနောက်တစ်ခုစာမဖတ်ခင်တော့စာဖတ်အောင်ကျွန်တော်ထွင်ခဲ့တယ်တီလုံးမတို့မလုတ်တက်ခင်တော့တီလုံးတွေလုတ်တက်အောင်ထွင်ခဲ့တယ်နောက်တစ်ခုဒီပိတ်တက်နဲ့စကားပြောတဲ့နေရာမှာတောင်မှအဖေကခုခိုင်းတယ်ပြောရမစို့ဒါကျွန်တော်ပြောရတယ်မမေ့နိုင်တဲ့အရာပေါ့နော်ဒီအကယ်ဒမီရပြီသူဆိုင်ကိုဝဲဝဲကွဲလေအရန်ပိတ်တက်အားပေးနေတဲ့ချိန်သူဆိုင်ကိုနာမည်ပြက်ခံတာအဖေက ပိဿကဥမ္မတာကိုပဲမျောလင်းတာဥမ္မတာကိုမျောလင်းမယ်မလို့ကျွန်တော်ဝင်ပြီးနေတာကျွန်တော်မထုံမနှန်းနေတီးတာပရမနှန်းနေတီးရပိဿကမကြိုက်ဘူးအဲ့မကြိုက်မှန်းသိရတဲ့အတန်းကိုသူ့ရဲ့ခံဦးချက်ကဘာလို့ဆိုတော့ဆိုရင်ဒီစကားပြောရင်ပိဿကမကြိုက်ဘူးဒါမဲ့ဒီစကားပြောရင်ပိဿကမကြိုက်တာအဲဒီစကားပြောလို့ဒီအလုံးလုံးရင်ဒါပိဿကမကြိုက်ဘူးအဲ့တော့ပိဿကမကြိုက်တာဒီလုံးလုံးလို့ဆိုတော့သူကဒီတိုင်းချပြီးတော့တင်တယ်ဆိုလို့ရှိရင်စိတ်ဓာတ်ကြမှာဆိုတော့အမြင်အနေနဲ့ကျွန်တော်ချပြရတယ် ဟိုမှာမတ်တရားဆရာအများကြီးပဲဖေးနေဆိုင်းတီးလို့ဟိုကဲဟိုဆိုင်းမကြိုက်လို့ဓမင်းမကြွေးတဲ့ရွာတော်ရှိတယ်ဖေးကအဲ့ဒါလည်းသိခံတယ်အဲ့ဒါမင်းဒီစကားမပြောအောင်အဲ့စကားပြောလို့ဒီလိုတီးတော့ကြပေးတဲ့ကမကြိုက်ဘူးတော်တော်အဲ့လိုလက်တွေ့ကြကြပဲဖေးကကျွန်တော်ဒီမှာကျွန်တော်ဘဝကိုချပြခဲ့တာပေါ့နော်ခုချိန်ဒီအတန်သွင်းတိုင်းတချင်းကြီးတိုင်းကျွန်တော်ခုချိန်ဖေးကိုတိုင်းတဲ့ပါတယ် ေးကိုတိုင်တယ်ဘာလို့လဲလို့မေးတော်တန်းကိုတွေးလို့တွေးလို့မရတဲ့ဟာတွေအိမ်ကဖေးနှစ်ပါးပေါ့နော်ဖေးဦးမြတော်ကြီးရဲ့ဖေးဦးမတားရဲ့ဒီသူတို့ဓာတ်ပုံတွေကြည့်ပြီးတော့ဖေးသားတော့ဒါမဖြစ်မနေရေးရတော့မှဆိုရင်ထွက်တယ်အဲ့တော့ဖေးပေးတဲ့စလုံးဖေးနှစ်ပါးပေးတဲ့တန်စင်းတွေပေါ့သူလည်းခိုင်ထားတယ်အဲ့တော့ဘူးနေရုပ်ရှင်ဘက်ကကူးမလာရုပ်ရှင်ဘက်ကကူးမလာဆိုဥခိုင်ရဲ့ ါတော့အတူရှိတော့ဒီမှာပေါ့အမှုပညာဆိုတော့ကျွန်တော်ဘာမှမဆိုလောက်ချင်ဘူးဟိုညိုးသံမှာထူးခြားဖြစ်တယ်လေဟုတ်ကဲ့ဗျညိုးသံမှာတော့အောင်မြင်တယ်ပေါ့နော်အောင်မြင်တယ်ဆိုတော့ရုပ်ရှင်ဘက်ကကူးမလားဆိုတော့ကူးချင်ပါတယ်ရုပ်ရှင်ဘက်လည်းကူးမယ်ဆိုင်းလည်းတီးမယ်အမှုပညာမှန်ကကျွန်တော်အကုန်လုံးလောက်ချင်ပါတယ်

တိတ်ပြီးတော့လဲကျွန်တော်အများနည်းတူပေါ့လေရည်စရာပြက်လုံးနေနဲ့ခစ်တချင်းနေနဲ့ကြိုက်တဲ့နေရာမျိုးဆိုကျွန်တော်မလိုက်ချင်တော့ပြောချင်တာကတော့ကျွန်တော်ပွဲလာငားကြတဲ့ဥက္ကရဲ့ဝင်ဝင်လဲလဲမေးတယ်ခင်ဗျားတို့ရွာဘာကိုကြိုက်တာလဲဘူနိုင်ကိုတိလို့ကြိုက်တာလားဒါမှမဟုတ်သူများကဘူနိုင်ကောင်းတယ်ဆိုလို့ငားတာလားအတိပဲနဲ့အကြောင်းနံပါတ်1အကြောင်းမတိပဲနဲ့ငားတာရယ်နံပါတ်2သူများပြောလို့ငားတာရယ်ကဥက္ကံကျွန်တော်ကမှတီးရတာအရန်ခက်တ ရခဲ့တယ်ဘုခေပြောတယ်ဟာဘုန်နိုင်ကောင်းတယ်ငှားသွားလိုက်လို့ဆိုလို့ရှိရင်ဟိုငှားတဲ့ကာယကံရှင်ကကျွန်တော်ရဲ့အကြောင်းကိုဘာမှမသိတော့သူစိတ်ထဲမှာအရန်ကြီးဘယ်လိုပြောမလဲလေးစားမှုမရှိဘူးလို့ကျွန်တော်ခံယူပြောပါတယ်အဲ့ဒီအတွက်အလူရှင်ကိုယ်တိုင်ကလာငှားတဲ့ပုပ်ကိုကိုယ်တိုင်ကအမဟုတ်ဘုန်နိုင်နဲ့မှကိုလှူမှာဆိုရင်ကျွန်တော်သိစေဆိုတာထက်အဲ့မြေတားတရားကိုတုံ့ပြန်တော့အပြင်အဲ့လိုပွဲမျိုးတွေကိုလိုက်ပါတယ်နောက်တစ်ခုကလမ်းကြုံလို့ ငှားတာဆိုင်းမုတ်မြင်လို့ငှားသွားတာ Facebook မှာတက်လာလို့ငှားတာမျိုးဆိုရင် Facebook မှာတက်တာဓာတ်ပုံတက်အောင်ပေါ့လေအဲတီးတာကြည့်ပြီးတော့ကျွန်တော်တို့က Facebook ကကြည့်လိုက်ရတယ်ဒါကို YouTube ကကြည့်လိုက်ရတယ်ဒါကိုကြိုက်လို့ပါကြိုက်ရင်တော့ကြိုက်တဲ့ပွဲဆိုရင်တော့လိုက်တယ်ဥက္ကိုင်းတိတ်ပြီးတော့သူများပြောလို့အတို့ရောခင်ချင်းကြိုက်တယ်ဆိုင်းဆရာရုပ်ချောမှဆိုတာမျိုးဆိုရင်တော့ဆိုင်းဆရာကြီးရမအဲဆိုင်းဆရာကြီးကြီးရမဆိုရင်တော့ကျွန်တော်တိတ်မလုတ်ချင်တော့ဘူးပေါ့နော်အောင်ဆို ရည်စရာပြက်လုံးဆိုတာလည်းဟိုပုံဝင်လင်းလင်းပြောရရင်အဖေစိမ့်မတားနဲ့ဟိုဆရာစိမ့်မြတ်ပူစီကကျွန်တော်တို့လက်ကနေထွက်ပါလေပြက်လုံးတွေပဲများပါများပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဖန်တီးတဲ့ပြက်ကျွန်တော်မဟုတ်ဘူးပေါ့နော်ဖေစိမ့်မတားရယ်ဟိုနဲ့ဆရာဆရာစိမ့်မြတ်ပူသူတို့ဖန်တီးတဲ့ပြက်လုံးတွေကပဲခုနောက်ဆိုင်နေဆိုရင်ကိုးကားပြီးတော့လောက်ကြတာပေါ့နော်အမီတာကောင်းတတ်တယ်ပေါ့နော်အဲ့တော့တချို့ကလည်းဒီဘက်နှစ်တင်မှာကိုဗစ်ဖြစ်ပြီးတဲ့နှစ်မှာကျွန်တော်က โอเคမတီးဖြစ်ပါဘူးသိပြီအဲ့မှာကြာသူလာတဲ့မှာရွာတွေဟာကပေါ့နော်ကျွန်တော်เนี่ย2019ကငှားထားတဲ့အလူရှင်တယောက်ကတော့လာငှားတာအဲ့တော့ကျွန်တော်တို့ဗမာဆိုင်းခေါ်လို့ဆိုရာသီချိန်ကပြာသူလာရောက်ပြာသူလာရောက်တဲ့ချိန်ကကျွန်တော်ကဒီနေ့လက်မခံဘူးလက်ခံဘူးကျွန်တော်ကလက်ခံဘူးအဆင်မပြေတာကျွန်တော်လူတွေကပွဲကုန်တာပေါ့နော်လက်ခံလို့အဆင်မပြေဘူးဆိုတာကိုအဲ့အလူတွေကစုံငှားတာအဲ့လိုလဲဆိုတော့ ဟုတ်ပါဗျာတဲ့ကိုကိုနဲ့တဲ့ခမရမှာမတီးဘူးဆိုရင်ကျွန်တော်ခမရနဲ့လှူခြင်းတဲ့ဆိုတော့တန်လိုက်တာချတာခမရမဟုတ်ပါဘူးလေနောက်ကြမှာလှူပါဗျာကျွန်တော်အင်းအပြည့်စုံမှာကျွန်တော်ဒီပါမယ်ဆိုတော့လို့ပါနဲ့အဲ့လောက်ကိုရွှေ့လို့မရတော့ဘူးဘာလို့လုံးဗျာအလူတကာကျွန်တော်သားမိန်းမလှူခြင်းနေပြီလေဆိုတော့အဲ့ဒီကနေစတီးပစ်လိုက်တာအဲ့ဒီကနေဒီပဲပိုင်းမှာစတီးပစ်တယ်ဒီပြင်ဒီပြင်နဲ့ကျွန်တော်ပွဲတွေတန့်လာတယ်ငယ်တွေတန့်လာတယ်အဓိကကတော့ဆိုင်းဝင်မှာတိတ်မြတ်မြတ်နုံနုံ ခုံမမမဟုတ်ရင်မလိုက်ဖြစ်တော့ပါဘူး။ဆိုင်းနောက်ထောက်ကိုအာကူနေရဆိုင်းနောက်ထောက်ကိုအာကူနေရလားဆိုတိတ်အာမကူဖြစ်တော့ကျွန်တော်ဥခိုင်အဲ့တော့ဘယ်လောက်ဒီဖြစ်လာအောင်ဆိုတော့ဒါကျွန်တော်ရဲ့အတ္တလို့လည်းပြောပြရစီပေါ့နော်။ကျွန်တော်မှားရင်လည်းမှားမယ်ခမ်းဘူနိုင်ကိုကြိုက်တယ်ဆိုကျွန်တော်ဘူနိုင်ကိုလာငားမှပဲကျွန်တော်လိုက်တော့တယ်။ဘူနိုင်နောက်ကဘဇူပါလဲဘဇူလဲအဲ့ကျွန်တော်ကဘဇူနောက်ကဘဇူလုံးဆိုရင်ကျွန်တော်အဲ့လိုပွဲမျိုးသိလက်မခံဖြစ်တော့ ။ဘာလို့ဘူနေငားမှာဘူနေဘူနေရတော့တေးကြတယ်လေ။ကျွန်တော်မောင်းဖြူပါတယ်မောင်းနီးပါတယ်ဆိုပြီးကျွန်တော်လက်ခံလိုက်တယ်ဆိုရင်အဲ့သူ့ကိုလက်ခံထားတဲ့ပွဲကြမှာဒီမောင်းဖြူတို့မောင်းနီးတို့ကနေမကောင်းဖြစ်လို့ထားခဲ့ရတာဆိုကျွန်တော်အဲ့ပြဿနာရှင်းရမှာ။နံပါတ်1ချက်ပေါ့နော်။နောက်တစ်ခုကသူတို့ကိုကြည်ကျင်လို့ငားတာဆိုတော့လေသူတို့ကိုငားတာပေါ့နော်။အဲ့အဲ့မိကုံမျိုးကိုကျွန်တော်တိတ်မခုံမင်ဘူးပေါ့။အဲ့တော့ဘူနေကိုကြိုက်ရင် ဘုံနိုင်ဆိုတာဘုံနိုင်ပြောတာဘုံနိုင်တီးတာကြိုက်ရင်ငါအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ရပါတယ်အဆင်ပြေသလိုလားငါပါဘုံနိုင်တို့လူဖြစ်လာတဲ့ဤလောကဘဝဟန်ရလေးချီလဲမှာ ရောက်ပြီလားကျွန်တော်ခေရောက်ပြီလားလို့အဲ့ဒါတော့ကျွန်တော်ပြောလို့ရအောင်ပြောတတ်သေးဘူးပေါ့နော်မရောက်သေးပါဘူးပဲပြောရမှာပေါ့နော်အဲ့မလို့ကိုလုတ်တဲ့အလုပ်တွေကိုတော့ကိုပိတ်တက်တွေတော့အခုပြောတာမှာဆိုရင်ကွန်မန့်ပေးကြတဲ့ကိုပိတ်တက်တွေကတော့အကယ်ဒမီရသေးခြင်းနဲ့အကယ်ဒမီရပါစေလို့ဆုတောင်းရတာအကယ်ဒမီရမှာလို့ဒီပိတ်တက်ကပေးတဲ့ကွန်မန့်တွေကတော့ဝမ်းသာစရာဖြစ်ပါတယ်အခုဒီလက်မှတ်တွေက ီရဘောဘာကြောင့်ကန့်လန့်လဲအကိုကြီးเนี่ยဆရာကြီးเนี่ยကျွန်တော်2018ဆက်လောက်กว่าကလေးอ่ะဒီကိုကြီးပြောဖြစ်တာပေါ့နော်ပြောဖြစ်ပြီးတော့အကြောင်းမျိုးမျိုးကြောင့်မလုပ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်မလုပ်ဖြစ်ဖဲနဲ့ဒီဒီဒီနှစ်မှာတော့ဒီဟာအော်မြင်မြင်ကိုလုပ်ဖြစ်လိုက်တာပေါ့နော်အဲ့ကျွန်တော်ပထမဦးဆုံးကျွန်တော်ဂီတာမူအပ်တာဆိုတော့ကျွန်တော်အန်အော့သွားအဲတကယ် ကွန်ပိုဇာတွေကဆရာကြီးကဂီတာမှုအခုကျွန်တော်မမဟုတ်ဘူးဝန်တိုင်းကျွမ်းကျင်တဲ့ဒီဆိုင်းကိုအခုကကျွန်တော်ဆရာကြီးဆရာကြီးရမွေးဒီတချင်းနေတဲ့မှာမန်းထာနီပါတယ်ဟုတ်ကဲ့မန်းထာနီရဲ့ရန်ကုန်အရောက်သွားမယ်တနခါသားရဲ့တနခါသားရဲ့နောက်တစ်ခုကတပွင့်အလှအဲ့တော့ဒီအဲ့ထက်မှာမှကျွန်တော်ဆရာကြီးရမွေးကြွေသွားတဲ့တချင်းဆိုပါလဲဆိုရင်မန်းထာနီကိုကျွန်တော်အရန်ကြွေသွားတယ် သူသချင်းကိုနားထောင်လိုက်တယ်ဗန်းထာနီဆိုတာဟိုအကယ်ဒမီမြန်မာပြည်ကိုကြီးကြောက်စိန်တီးထားတာပေါ့နော်သူရဲ့သချင်းကရှိပြီးသားသချင်းကကောင်းပြီးသားအဲ့ထဲမှာဘာသူစားအောင်ဆိုထားဗန်းထာနီထဲမှာဥခိုင်အဲ့ဟာလေးနားထောင်အောင်ကျွန်တော်ရင်းနေအခုချိန်ထိကြက်သိမ်းထားတယ်ပေါ့နော်နန်းတော်ရှိစေအတင်းမျိုးမငိမ့်နဲ့ဆရာရွှေတောင်းမြိုင်းဆိုတာဆရာဦးအောင်မောင်ဆရာရွှေတောင်းမြိုင်းဆရာဦးအောင်မောင် အင်းလေးဦးမြင့်မောင်နဲ့ရွာသားကျော်စိတ်မိတာတကယ်မန္တလေးရဲ့အသေးနှလုံးတွေကြီးပဲထည့်ရေးတာတန်စီရန်လဲကျွန်တော်တို့တော်တော်ကောင်းတယ်ဟိုကျွန်တော်တို့ဥခိုင်သိပါတယ်အဖော်ဒီပျော်ပျော်ပါပါဆိုတော့အဲ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 ့ဒါမျိုးကိုမှဟိုရွှေစံရဖျားလဲပါတယ်ဟိုစကိုင်းရရသိန်းနေစီဒီလဲပါတယ်အဲ့ဒီချင်းထဲမှာအဲ့တော့မန္တလေးရဲ့အနှစ်သာရတွေကိုဒီတပုတ်ထဲနဲ့အများကြီးသိရတယ်ကျွန်တော်တို့ဥခိုင်သိတဲ့အတိုင်းပဲကျွန်တော်မန္တလေးမှာဆိုရင်ဖျားအကြောင်းရေးတယ်ဆိုတော့ဟာဥပိန်သားနဲ့ အဲဒီဒီမဟာမြတ်မှုနေ့မန္တလေးတောင်ဒီလိုဒီလိုပဲပါတာလေညာအဲ့ထဲမှာထူးထူးခြားခြားဒီဆရာတရားမိုးကရေးထားတာကမန္တလေးရဲ့တကယ်အသေးနှလုံးစန်းနေရဆရာကြီးဖြစ်တဲ့ဦးအောင်မောင်ဆောင်းဆရာကြီးဦးမြင့်မောင်ပြီးတော့အဘိုးရွှေတောင်မြိုင်ပြီးတော့အဘိုးစိန်ပေတာဒီမန္တလေးရဲ့နှလုံးသားတွေအကုန်ပါအောင်ရေးထည့်ရေးထားတာပေါ့နော်အဲ့တော့အဲ့တခြင်းတပုံတွေကိုဟိုကုတ်ကိုရှက်ရတယ်လို့ဖြစ်တာပေါ့ဥက္ကဲကိုမင်းလင်းပြောမှာဆိုကျွန်တော်တို့ဒါ ကျွန်တော်ကတော့ရွှေတော်မြေကြီးပါကျွန်တော်တို့ဖိုးရွှေတော်မြေကြီးကျွန်တော်ဖေဦးမြတောင်းကြီးအဲကျွန်တော်ကဆောင်းဦးမြင့်မောင်ရဲ့မြီးကျွန်တော်ကျွန်တော်ဖေဦးမတာဦးမတာရဲ့ဆရာဦးမြင့်မောင်ဟုတ်အဲကိုရေကဒီဆိုင်းတီးတဲ့နေရာတွေဒါဒီလိုတွေကိုရေပြောပြောတီးနေတာပေါ့နော်ကိုရေပြောတီးနေတဲ့စကားလုံးတွေကကျွန်တော်တို့ဆိုင်းခေါ်ပြောရမယ်ဆိုတော့ဥခိုင်ဟွာလာလောက်စားခွင့်ရပြောနေသလိုအရှင်ရနေသလိုကိုရေကအဲအဲ့လိုအဲ့လိုခံစားရတယ်အခုက तू ကဒီပုံကိုယ်ရဲ့ ပညာတွေကိုသူကနားနဲ့နားထောင်ပြီးတော့တကယ်ရင်ထဲကလာတဲ့စလုံးမျိုးကိုချကြီးလိုက်တာကိုရီးယားအဲ့လိုတောင်မကြီးခုချိန်ထိကျွန်တော်မရေးဖြစ်သေးဘူးပေါ့လေမရေးဖြစ်သေးဘူးဆိုတော့အော်ကိုရီထက်ကိုသူကဒီမန္တလေးရဲ့အနုပညာရှင်တွေကိုတန်ဖိုးသိပါလားပေါ့လေအဲ့မှာသူ့ကိုကြွေပြီးတော့ဒီကိုရီးလဲလက်ခံပေးတာပေါ့ဟုတ်လားဆိုင်းဆရာဆက်ဖတ်ဖို့လိုလားလိုတာပေါ့လိုတာပေါ့ကျွန်တော်ဖေက ဲ့ဒီအကျင့်ကိုဘလို့ထွင်းခဲ့တာအောင်ဆိုတော့အဖေကရော့စာဖတ်กว่าလို့တော့မပြောဘူးအဖေကဒီသွားနောက်ဖေးသွားလို့ရှိရင်အဖေကသတင်းဘာစာအုပ်မှမပါဘူးဆိုအဖေကသတင်းစာဖတ်ပြီးတော့နောက်ဖေးသွားတယ်ပေါ့နော်အဲ့သူနောက်ဖေးကပြန်လာလို့ရှိရင် तू ဖတ်ခဲ့တဲ့စာအုပ်ကိုစပွဲပေါ်တင်ထားရဲ့မဟုတ်လားစပွဲပေါ်တင်ထားရဲ့ဒါမှမဟုတ်ကျွန်တော်ဖတ်ရမှမသိဘူးစပွဲပေါ်တင်ထားကျွန်တော်နဲ့တငယ်ချင်းပညာသင်ပဲတယောက်ရှိတယ်အဲ့ကောင်စာဖတ်တယ် မကျွန်တော်ငယ်လေးကလေးတခုပေါ့နော်ဒါတော့ဖေးစကားပေါ့ကိုကိုပြောတာမဟုတ်ဖေးကျွန်တော်ပါရမီကောင်းတယ်ပါတချင်းတက်ရင်ကျွန်တော်နှစ်ခေါက်ပြင်ကျွန်တော်တိတ်မတက်အောင်နှစ်ခေါက်လို့ဆိုကျွန်တော်ရတယ်အဲ့ပါရမီကောင်းတော့ကျွန်တော်နည်းနည်းပြင်းတယ်ငယ်ငယ်ကတချင်းတက်ခဏပဲရတာဆိုတော့ဖေးအဲ့စာအုပ်လေးတင်းတင်းထားရတာဒီသမင်းစာသပွဲပေါ့ကျွန်တော်တို့နောက်ဖေးကျွန်တော်တို့ပညာသင်နေနေတဲ့နေရာမှာသပွဲစာအုပ်တင်းတင်းထားအဲ့စာအုပ်မဖတ်လားဖတ်လားညကျန်သူ့ကိုနှိပ်ခိုင်းတယ်နှိပ်ခိုင်းပြီးတော့သဘောကဝေဒန်နေရာအကြောင်းပြောတယ်ဆိုဝေဒန်နေရာအသိဉာဏ်ကဘလို့ အဲ့ထဲမှာဝင်ပြောနိုင်တဲ့ကောင်ကဖာသားပေးခံရတယ်။အဲ့တော့အဲ့ချိန်မှာကိုကနှိမ့်တဲ့ခါမှာကိုဘာမှမပြောနိုင်။စုစကားပုံနာမသိဘူးကျွန်တော်ဘာမှမသိ။နောက်ကြတော့အဲ့ကြတော့တဖေးဖေးတဖေးဖေးနဲ့ဟာဒီဒီအကြောင်းကိုပြောနိုင်ဘိုးတော်နောက်နေ့ကျရင်စီချက်ကောင်းကောင်းသူနဲ့လိုက်စားရတယ်။ကိုကစားဖတ်ချင်လာတော့မဟုတ်ခဲ့ရစီချက်စားချင်လာတော့စီချက်စားလာကျွန်တော်ကျွန်တော်ဘာလုပ်ရအောင်ဆိုတော့အဲ့တငယ်ချင်းဖြစ်သူကိုဟဲ့ အဆောက်လေးထဲအကြောင်းလင်ကပြောသားမပြောသားမဆိုတော့တဘောကနောက်နေ့ကျသူ့နဲ့သားမအကြောင်းပေါ့သူ့နဲ့သားမဘာဖြစ်တယ်ညာပြဆိုတော့သူပြောတာကိုကနားထောင်ပြီးတော့အဲ့နှိမ့်တဲ့နေရာကျကိုကလည်းရောဖောင်လို့ပြောတာပေါ့အဖေကတိတယ်ဖတ်ပြီးပြောတဲ့စကားလားကောသူများပြောတာမှတ်ပြီးတော့ပြောတဲ့စကားလားဆိုအဖေကအဲ့မှာကျွန်တော်ဟို message တခုပေးတယ်မင်းပြောနေတာတွေကအဲ့ဒါမှတ်ပြောနေတော့လေမင်းဖတ်ပြောမဟုတ်ဘူးအဲအဲ့ကြမှာရှက်လာတယ်ဖြည်းဖြည်းနဲ့ပထမဆုံးဒီ စာဖတ်ဝါသနာပါလုံးလုံးတော့မဟုတ်ဘူးစီချက်စားခြင်းလို့စီချက်စားခြင်းကနေဒီမှတ်ပြောနဲ့ဖတ်ပြောသိအောင်ပြောခဲ့တယ်။ဒါကြောင့်တားဖို့နိုင်လဲ။ဘာကြောင့်တားဖို့နိုင်လဲဆိုတာကျွန်တော်ကဒီဂီတမန်နိုင်ဆိုတာအဖေကတတ်ပြီးခဲ့တာ။ဂီတမန်နိုင်ကိုဂီတမန်နိုင်မန်နိုင်ဆိုတာမန်နိုင်မရင်မလဲ။ခစ်ပေါ်ဘက်ကိုလည်းမရင်လို့မရဘူး။တို့လူကြီးမဟာဂီတလူကြီးကြိုက်တယ်ကြီးပဲလဲမဟုတ်ဘူး။မန်နိုင်တဲ့ဖွဲတဲ့တယ်မှမသွား။ ီတော့မနေတားဖို့နိုင်ဆိုတော့တားကကျွန်တော်ကထည့်ရတဲ့ယူရချက်ကဥက္ကိုင်ဟွာပြအပေါ်ထပ်စင်ကယ်ရီမစိမ့်မတော့ဒီတော့မနေတားဖို့နိုင်အဲ့လိုထည့်လိုက်ဖေကသူကစိမ့်မတော့ထပ်စင်ကယ်ရီမစိမ့်မတော့တားဖို့နိုင်အဲ့လိုပေါ့ဒီဒီဥမတားရဲ့အချိန်မှာတားဖို့နိုင်အခုဥက္ကိုင်ပွင့်လဲပြောရင်နောက်ကြတော့အဖေကတားဖို့နိုင်ဆိုတာမှန်တော့ဘူနိုင်လို့ပဲပြီးခဲ့တာပေါ့နော်တားဆိုတာအခုကျွန်တော်ဒီတားကိုထည့်ထားခြင်းအပြင် ဒီခွေကကြတာဒါသတ်စင်ကလေးမစင်မတားလို့မထည့်ဖြစ်တော့မထည့်ဖြစ်တော့ကြဒီသားရဲ့ရှေ့မှာကျွန်တော်ရင်ထဲမှာအများအားအဖေနှစ်ယောက်ရှိတယ်ပေါ့နော်ဥမြတော်ဝင်ကျင်တဲ့ဖေးစင်မတားပေါ့အဲဒီသားရဲ့ရှေ့မှာအဓိပ္ပာယ်ကတော့ကိုယ်ရင်ထဲရဲ့ရှိတယ်ဆိုတဲ့အကြောင်းဟောဖော်ပြတာသားဘုံနိုင်ဆိုတာနာမည်ကတော့မန်တော့ဘုံနိုင်ပါအဲ့ဒါကိုခုဒီဒီပြောတဲ့မှာမန္တလေးဘုံတိုင်းလို့ပို့တာမန္တလေးဘုံတိုင်းပေါ့သူကပြောင်းပြောင်းထိုးလိုက်တယ် ာတို့ကဂီဂီတမန်နိုင်ကိုတချို့ကကြာလဲဂီတမန်နိုင်တော်တော်များများပါလားအဖေကကျွန်တော်ကိုပေးခဲ့တာစောကြီးကလေးကဂီတမန်နိုင်ဘဘဥစင်လမ်းမြိုင်တော့တတ်ခဲ့တယ်ဂီတမန်နိုင်အဒီဘက်ပိုင်းမှာကျွန်တော်ဂီတမန်နိုင်နဲ့တတ်တာများတော့သူနေတိုင်းမျိုးဘာတွေရောအကုန်လုံးဂီတမန်နိုင်အများကြီးတတ်နေတော့ဇမင်းသားအကိုကြီးကိုဖို့ချက်ကဒီလေးတည်းဂီတမန်နိုင်ဆိုတာမင်းမင်းစိတ်ကြိုက်လားအဖေပေးခဲ့တာလားဖြေးပေးခဲ့တာလို့သူစိတ်ထဲမှာကျွန်တော်ဂီတမန်နိုင်ဆိုတာ ဆိုတော့မန်တိုင်းဆိုတော့ဒီလိုကြီးပဲနေတယ်ပေါ့နော်တစ်ဖက်ဖက်တော့သွားစီကျင်တာကိုဖိုးချက်ကကြတော့ဘောဦးတော့ဖေးရအော်အေးပါအေးပါလေဖေးပြီးခဲ့တဲ့နာမည်မို့လို့ကျွန်တော်ဒီတိုင်းလေးပဲမြဲမြဲလုပ်လို့ပေါ့လေကိုဒီပဲပိုင်းမှာဂေဒမန်တိုင်းလို့ Facebook ကိုရိုက်ရှာလိုက်ရင်ကျန်တဲ့ဆိုင်တွေထွက်ထွက်လာဆိုတော့နည်းနည်းမန်လေးဘုံတိုင်းပေါ့ပြောတာမန်လေးဘုံတိုင်းတော့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါ